ဘန်ဂျမင်ရှက်ရှ်ကိုနဲ့ဖလိုရီယန်ဗက်စတိုဟာအသင်းသစ်တွေမှာခြေစမ်းပြသနိုင်ခြင်းမရှိဘဲနဲ့အပြင်းအထန်ဝေဖန်မှုတွေကိုခံနေရပါတယ်။ဝေဖန်ခံရတဲ့နေရာမှာသူတို့ဟာခြေစွမ်းမပြယုံဆိုတဲ့ level မဟုတ်ဘဲနဲ့အလွန်ဆိုးရွားတဲ့တတွေးကွက်တွေပက်လက်မျောတဲ့အဆင့်ဝေဖန်ခံနေရပြီးတော့ contest free contamination ဖြစ်နေတာကိုသွားတွေ့ရပါတယ်။ဒီအကြောင်းတွေကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ wise back ကနေအတိအကကိုညီပံ့ပိုးပေးထားပါတယ်။ စီတူအိုပီနီယိုကိုကြီးရှုနေတဲ့ပြည်သက်တွေအထက်ကဘလုံးအကားစားနေခြင်းခုံကျင်တဲ့ပြည်သက်တွေအတွက် Wise ဘက်မှာ Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင်နိုင်ပါတယ်ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြီးရှုအားပေးနိုင်ပါတယ်ခင်ဗျာ Alumay မင်္ဂလာပါစီတူ Opinio ကနေကြိုဆိုလိုက်ပါတယ် Benjamin Shashko နဲ့ Florian Vasto ကသူတို့ရဲ့ခြေစွမ်းမပြနိုင်ခြင်းအပေါ်မှာ အပြင်းအထန်ဝေဖန်ခံနေရတယ်သူတို့ဖြစ်နေတာကခြေစွမ်းမပြနိုင်ခြင်းခြေစွမ်းမပြနိုင်ရုံမျှခြေစွမ်းဆုပ်ပြတ်တက်နေတာတော့မဟုတ်သေးဘူးဒါပေမဲ့တကယ်တမ်းကြုံတွေ့နေတာကပြင်းထန်လွန်းတဲ့ဝေဖန်မှုတွေနဲ့ပြစ်တင်ခံရမှုတွေဖြစ်တယ်ပေါ့နော်အထူးသဖြင့်တော့ social media ထပ်မှာတော့လုံးဝပွားစာကျဲနေအောင်အပြောခံနေရတာကိုကျွန်တော်တို့မြင်တွေ့ရတယ် Florian Vest ဆိုရင်ဒါ007 007 008 009 010 11ထိအောင်ရောက်သွားသေးလားမသိဘူးပေါ့လေဒါ Frankfurt နဲ့ပွဲမှသာ ါကိုဖန်တီမူနှစ်ကြိမ်ပြုတ်လုခဲ့တာပေါ့တကယ်တော့အ007ပြောနေပေမဲ့ကျွန်တော်ဗီဒီယိုတစ်ခါလည်းတင်မှုပါလေ007မတိုင်ခင် community ရှိမှာတဲ့က Florian Versa ကိုဖန်တီမူတစ်ကြိမ်ပြုတ်လုပြီးသားအဲ့ဒီအတွက် statistically မှန်မနေဘူးဒါပေမဲ့လေလူအများစုကြီးက mins လောက်ချင်တော့ mins ဖြစ်သွားတာပဲဒါတော့မတတ်နိုင်ဘူးပေါ့နော်အဲ့တော့ mins တွေ throws တွေ contest free contamination တွေများတဲ့အချိန်ဖြစ်လာတယ်သူတို့မှမဟုတ်ပါဘူးတခြားအခြေအနေတွေတခြားသောအဲ့အရာတွေခံခဲ့ရတဲ့လူတွေလည်းအများကြီးပဲ တရခံဖြစ်ပြီးတော့တစားခံဖြစ်ပြီးတော့စုပ်ပြတ်တတ်သွားသူတွေလည်းအများကြီးဒီတန်ခံခဲ့ရသူအများကြီးပဲပေါ့နော်အဲ့တော့ဒီကစားသမားတွေဖြစ်မဖြစ်တော့ဆက်လက်စောင့်ကြည့်ရမယ်ဒါပေမဲ့လက်ရှိအခြေအနေမှာတေချာတာကသူတို့က contest free contamination ဆိုတဲ့ contest မပါဝင်တဲ့ weapon ပြစ်တင်ခြင်း contamination ဆိုတော့ weapon ပြစ်တင်ခြင်းတော့မဟုတ်ဘူးလုံးဝအပြစ်ဖို့ခံရခြင်းအခြေအနေကြီးဖြစ်နေရရှုတ်ချခံရခြင်းအခြေအနေကြီးဖြစ်နေတယ်။ contest free contamination ဆိုတဲ့စကားလုံးကိုတော့ကျွန်တော်အရင်သဘောကျတယ် ဂါဒီယန်ရတကယ်စောင်းပါရှင်နာမည်ကျော်စောင်းပါရှင်စုရဲလီလီရထားတဲ့ဂျိုနသန်လီယူဒီရကိုသုံးလုံးခဲ့တာအဲ့ဒါကိုကျွန်တော်ငားရင်ပြီးတော့သုံးဆွဲခြင်းဖြစ်ပါတယ်သူပြောပြထားတဲ့နောက်ထပ် idea လည်းရှိသေးတယ်အဲ့ဒါကကြတော့အတိတ်ပဲမရှိတဲ့နှိုင်းရှင်ခြင်းပေါ့နော်ပြောမလို့ meaningless comparison ပေါ့။ဘာတိတ်ပဲမှမရှိတဲ့ pointless comparison ပေါ့။အသူအတိကျစကားလုံးရဆိုရင်တော့အဲ့တော့အဲ့ pointless comparison ကတော်တော်ကြီးကိုဖော်ဖော်သေးသေးတွေ့ရတယ်။ကျွန်တော်ပြီးခဲ့တဲ့ရက်က Twitter မှာတော့တွေ့လိုက်သေးတယ် Ferran Torres ကကိုးကိုးသွင်းထားတယ်။ Victor Jokeres နဲ့ Benjamin Shesh ကိုကရှစ်ကိုပဲသွင်းရသေးတယ်။ဆိုပြီးတော့အဲ့လိုမျိုးပေါ့။အဲ့လိုတစ်ချောင်းနဲ့တစ်ချောင်းနဲ့ clip page တွေတွေကအရမ်းများတယ်။အဲ့လိုတစ်ချောင်းနဲ့စာနဲ့တဖုံပေါ်ပြရလူရှိတယ်။ပြီးတော့ပုံနဲ့ပေါ့နော် throws တင် mince တယ်ပေါ်ပြရလူရှိတယ်။အဲ့ဒါတွေကတကယ်စစ်မှန်တဲ့တကယ်ပေါ်လုံးပွဲတကယ်ပေါ်လုံးရတတကယ်ဖြစ်နေတဲ့အရာပေါ်ပြနိုင်ခြင်းမရှိဘူး။မှန်တယ်ဟာတာတွေကပောင်မှာလိုအပ်တယ် ဟာသာအမြင်ဟာသာအမြင်သာဖြစ်ပြီးတော့အဲ့ဒါကအရာလုံးကိုတိုင်းတာလေပေးတယ် throw ပေးတယ် min ပေးတယ်ကိုအားလုံးကိုလိုက်သုံးနေလို့မရအောင်အဲ့တော့ခုန Fernando Torres case ဆိုရင်လည်းအဲ့လိုပဲအဲ့လိုလုံးဝနိုင်ရှင်လို့မရအောင်ဒါ statistically လည်းမမှန်ဘူး scientifically လည်းမမှန်ဘူး data analytically လည်းကြည့်မယ်ဆိုလည်းမမှန်ဘူးအဲ့လိုမျိုးတိုင်းတာလို့ရတဲ့အရာတွေမဟုတ်ဘဲနဲ့ philosophical way နဲ့ကြည့်မယ်ဆိုရင်လည်းမမှန်ဘူးဘာမှမမဆိုင်နေတာဒီအသင်းဒီကစားသမားတွေကိုစားပြုထားတဲ့ league တွေမတူဘူး ကန်နေတဲ့အသင်းတွေလည်းမတူဘူးပြီးတော့သူတို့ကိုပံ့ပိုးပေးတဲ့ကစားသမားတွေလည်းမတူဘူးပြီးတော့ဖရန်ဒိုရက်စ်ကဘာစီလိုနာမှာအခြေချပြီးသားခုနကစားသမားတွေကအသက်ရောက်လာတာအဲ့ဒါတွေလည်းမတူဘူးအဲ့တော့အဲ့လို data point တွေကို generative လုပ်လို့ရတဲ့ပေးထားနောက်ခံမှုတွေမတူဘူးဆိုရင်ထွက်လာတဲ့အရာတွေတူမှာမဟုတ်ဘူးအဲ့တော့အဲ့ဒါကိုသွားနှိုင်းရှင်နေတာကကျွန်တော်တို့ဒီနှိုင်းရှင်ခြင်းဆိုလဲ statistic ပေါ့နော် statistic ပါတာမှာနှိုင်းရှင်ခြင်းဆိုတဲ့အရာရှိတယ် comparative အဲ့တော့ non cooperative တွေကိုသွားပြီးတော့နိုင်ရှင်လို့မရတဲ့ကိစ္စကြီးကိုသွားနိုင်ရှင်နေတာဖြစ်နေတယ်။ဒါကြောင့်မလို့လုံးဝအခြေခံ idea အခြေခံ logic မှာတဲ့ဒါကြီးကလုံးဝမှားယွင်းနေတယ်။ like တော့ရရင်လည်းရမှာပေါ့နော်။ဒါပေမဲ့အခြေခံယူဆမှာလည်းမှားယွင်းနေတယ်။အဲ့တော့မှားယွင်းနေတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ပွဲကြည့်ခြင်းဘောလုံးပွဲတွေကျွန်တော်တို့ကြည့်ဖို့လေစာရေးဖို့အတွက်ဘောလုံးပွဲဒီစာဆိုတာ post တွေတချို့ဆိုရှိတယ်ဒီ Facebook ပေါ် Twitter ပေါ်မှာဘောလုံးပွဲကြည့်နေတယ်လို့ရှိတယ်တကယ်ဘောလုံးပွဲမကြည့်ဘူးပေါ့နော်အဲ့တော့အဲ့လိုအခြေအနေမျိုးတွေဖြစ်လာစေဒါကတော့အဲ့လူတွေရှိပါတယ်ဒါကသူတို့ရဲ့ line ပေါ့နော်သူတို့ line နဲ့သူတို့ပေါ့ဒါပေမဲ့တကယ်တမ်းကြီးရှုကျင်တဲ့သူတွေကိုလည်းခုနအရာတွေလာပြီးရိုက်ခတ်လာ哦တကယ်လားဆိုတဲ့အရာမျိုးပေါ့နော်တကယ်တော့ Florian Vas ကလည်းစုပ်ပြတ်တတ်နေရမဟုတ်ဘူး Benjamin Shash ကိုလည်းစုပ်ပြတ်တတ်မနေဘူး Federer Jokeres လည်းစုပ်ပြတ်တတ်မနေဘူးအဲ့၃ယောက်ထဲမှာဆို Federer Jokeres က အဲပို့ပြီးတော့ကောင်းတဲ့အနေအထားလေးမှာတော့ရှိနေတယ်ဒါပေမဲ့ potential အနေအထားအရဆိုရင်ဟိုနှစ်ယောက်ကကြီးမားတယ်ပေါ့နော်အသက်ကလည်းငယ်သေးတာ potential ရလည်းကြီးများဒါကြောင့်လည်းဈေးတွေကကြီးနေတယ်အဲ့တော့ဒီလိုမျိုးအချက်တွေကိုကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုတယ်အဲ့တော့ search ကိုနဲ့ပတ်သက်လို့ပေါ့နော်အဲ့တော့ search ကိုကလွန်ခဲ့တဲ့လလောက်တုန်းကပဲသူနှစ်ပွဲဆက်ကိုအတွင်းခဲ့တယ်အဲ့ဒီတော့ဆိုအဲ့တော့ဆိုရင် search ကိုကြီးရပဲအရင်ကောင်းလာတော့မလို့ဆိုတာမျိုးပေါ့အဲ့တော့ကျွန်တော်အမြဲပြောလေးရှိပါတယ် ဲ့လိုမျိုးအုံတိုင်းတိုင်းဖြစ်လာမှလည်းမဟုတ်သေးဘူးကျွန်တော်ယာဒီဆပ်ပလေးယာ analysis မှာလည်း19လောက်သွင်း15လောက်သွင်းတော်တော်ကျင်နေရမယ်အနေထားကျွန်တော်ကိုယ်တိုင် Manchester United ပရိသတ်เนาะဒါပေမဲ့အဲ့ဒါမဆိုင်ဘူးပါမှတကယ်တမ်းလက်တွေ့ကျွန်တော်တို့ကြည့်ရမယ့်အရာရှိတယ်အဲ့တော့သူဟာဘွန်ဒီလီဂါမှာတော့15ခုထက်ပိုမသွင်းနိုင်ခဲ့ပလေးယာတယောက်အဲ့တော့အခုလောလောဆယ် Manchester United အတွက်သူပွဲထွက်6ပွဲကစားထားတယ်2ခုသွင်းရတဲ့2ခုဖန်တီးထားတယ်အဲ့ဒါကလောကညီညွတ်များတန်းနေတဲ့ equation အနေထားတစ်ခုမှရှိတယ် သူက league အသက်တခုကိုရောက်လာတယ်အသက်ငယ်သေးတယ်ငိုတဲကိုကလည်း Haaland လို Golden Rate ကိုရှိနေတာမဟုတ်ဘူးအဲ့တော့ဘလောက်ထိမျောလင်းထားကြရလဲပေါ့သူစီရတယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကပြိုင်မဲ့ပရိသတ်တွေကဝေဖန်မှုတွေရှိသလိုဒီ Manchester United ပရိသတ်တွေကိုယ်တိုင်ဝေဖန်မှုတွေအများကြီးရှိတယ် search ကိုပေါ့မှာအာဒီယာကြီးကသုံးစားလို့မရတော့ပါဘူးဂျင်းမီသွားပြန်ပါပြီဆိုတာမျိုးကျွန်တော်တို့ white land နဲ့အောင်သွားရှင်ကြည့်လို့ရတယ် white land ကအခု Nepal မြို့မှာပြုံးရွှင်ပြီးတော့ဘိုးတွေသွင်းနေဒါပေမဲ့အများကြီးသွင်းနေရလည်းမဟုတ်ပါဘူးအဲ့လောက်ကြီးများပြားနေရတော့မဟုတ်ဘူးဒါပေမဲ့ဘယ်လိုပဲပြော ောင်းနေတယ်။တော်မင်တွေကိုရစီရမရှိအောင်အသုံးမကျတဲ့ကောင်းကြီးလိုမျိုးဝိုင်းပြီးတော့သဘောထားကြတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအများကြီးပဲ။တော်မင်တွေကိုချစ်တဲ့ပရိသတ်တွေရှိတယ်နော်မရှိတာမဟုတ်ဘူး။ဒါပေမဲ့အပြစ်မြင်ပြီးတော့အသုံးမကျတဲ့ကောင်းဆိုတဲ့ level မျိုးမှာဘယ်လိုပြောမလဲ။ technical skill ဘာမှမရှိပါဘူးကွာဆိုတော့အမြင်ပို့ပြီးတော့များအခု तू ဘာဖြစ်နေတယ်လဲ။အဲ့တော့ Manchester United ဟာဖိအားတွေအများကြီးပြီးတော့ကစားသမားတွေကိုဒုက္ခရောက်အောင်လုပ်နိုင်တဲ့နေရာဖြစ်တယ်။ပြီးတော့သူတို့ရဲ့ခြေစွမ်းကို ဘာစီလိုနာလိုအသင်းနဲ့သွားရှင်ဘာစီလိုနာမှာ United မှာရုံးကံပြီးထွက်သွားတာ Marcus Rashford ဘယ်လိုခြေစွမ်းပြနေလဲ Rashford ကထိတ်တန်းစားသမားတစ်ယောက်ပါဒါပေမဲ့အဲ့ contest ကိုကျွန်တော်တို့ကကြည့်ဖို့လိုတယ်မနေ့က Aston Villa မှာ Aston Villa မှာ Manchester United ဆိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ် Rashford ဒါပေမဲ့အခုဘာစီလိုနာရောက်ပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လို့လဲဘာစီလိုနာလေအဲ့တော့ဒါဒီ contest တွေကိုကျွန်တော်တို့ကထည့်သွင်းမစင်စားဘဲနဲ့ condemnation တွေပဲလုပ်လို့မရဘူးအဲ့တော့ Shashko ကိစ္စမှာလည်းဒီလိုပဲကျွန်တော်တို့က contest ကိုထည့်သွင်းစဉ်းစားဖို့လိုတယ်သူကအသင်းသစ်နေမြေသစ် သူ့ရဲ့အသက်အရွယ်ရှိတယ်သူ့ရဲ့ပင်ကိုခြေစွမ်းရှိအစအစအရာရာထက်တွင်းလိုက်တဲ့အခါမှာဖွဲရက်၆ဘွယ်ကစားထားတဲ့အခြေအနေနှကိုးသွင်းပြီးတကိုးဖန်တီထားတဲ့ရလက်ကရင်းကြီးစိုးမနေဘူးပြီးတော့သူ့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ခြေစွမ်းလေးတွေတွေ့ရတယ်ပြီးတော့အသင်းနဲ့ပတ်သက်နေတဲ့ပြဿနာသူ့ကိုဘလုံးဘလလုံးပေးနိုင်လို့လဲဆိုတာမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကဒီ analytics တွေလုပ်တဲ့အခါမှာကျွန်တော် analytical decision making ဆိုတဲ့ဘာသာတစ်ခုကိုကျွန်တော်သင်ရဘူးတယ်အဲ့တော့ဒီရိုင်းနဲ့ပတ်သက်လာရင်အလုံးစုံသိထားကြမှာပါ analytic ၃မျိုးရှိတယ်ပေါ့နော် descriptive analytics ပြီးတော့ဒီ predictive analytics ပြီးတော့ prescriptive analytics ဆိုတာရှိတယ်သုံးခုပေါ့နောက်ပိုင်းနေမှာတော့ diagnostic analytics ဆိုပြီးတော့ခုနအဲဒီ descriptive နဲ့ predictive ကြားထဲမှာထည့်လာရင်နောက်ထပ် analytic တမျိုးလည်းရှိသေးတယ်အဲ့တော့ဒီ descriptive ဆိုတာကရှိပြီးသား data တွေနဲ့ဒါချိန်ထိုးပြီးတော့လေ့လာတာပေါ့နော်ဒါဘလို what happens ပေါ့ဘာဖြစ်ခဲ့တယ်လဲပေါ့အဲ့တော့ predictive ကတော့ဒါခန့်မှန်းတာ what might happen အဲ့ပြီးတော့ဒီ prescriptive က what should happen ပေါ့ဘာဖြစ်တင်တယ်လဲဆိုတာမျိုးပေါ့အဲ့တော့ဒီလိုအနေထားမျိုးရှိတယ်အဲ့တော့ဘာဖြစ်ခဲ့တယ်လဲ Shashko ရဲ့ကစားဟန်ကိုကျွန်တော်တို့ကြည့်လို့ရတယ် Shashko ရဲ့ကိန်းကနန်းနေ Shashko ရဲ့လှုပ်ဆောင်ခဲ့တဲ့အရာ Lightsit အသင်းမှာ Salback အသင်းမှာအစရှိသဖြင့်အဲ့တော့ဒါတွေကိုကျွန်တော်တို့ကြည့်မယ်အပြည့်ထုတ်မယ်ပေါ့အဲ့တော့ဒါကိုချက်ရင်ချက်တဲ့လောက်အများကြီးချက်လို့ရတယ်ထားပါတော့ကျွန်တော်ဒီမှာအတူချုပ်ပဲပြောတော့မယ်အဲ့လိုမျိုးကြည့်မယ်ပြီးတော့ predictive or ဒီကစားသမားက potential ကောင်းတဲ့ကစားသမားသူ့အသက်ရွယ်မှာလဲဒါထိတ်တန်းကစားသမားရဲ့တယောက်အဲ့တော့ DI ကောက်ချက်ဆွဲလို့ရတယ် predictive ထုတ်လို့ရတယ် ီးတော့အဲ့လိုအနေထားမျိုးတွေကြောင့်ဒါခေါ်ယူလိုက်တာအဲ့တော့ prescriptive ဆိုသူကောင်းလာဘာလုပ်ပေးသင့်လဲဆိုတာလည်းရှိတယ်အဲ့တော့အဲ့ prescriptive အနေထားလည်းကြည့်မယ်ဆိုရင်သူကောင်းလာအောင်လုပ်ပေးနေလို့လား Manchester United ကလုပ်ပေးနေခြင်းမရှိဘူးကိုယ့်ကိုယ်တော်ခြေစွမ်းကောင်းပြဖို့အတွက်ရုန်းကန်နေရနီးပြကလည်းဒီအသင်းစီကနေ၃မ၃မ၃မဇက်တိုက်ရရှိအောင်လုပ်ဖို့အတွက်ရုန်းကန်နေရကစားသမားတစ်ယောက်ချင်းစီရဲ့ကိစ္စအသေးစိတ်တွေလိုက်ပြီးသူယူမဆိုင်အားဘူးသူအရန်တကြုံကန်နေရ Shash ကိုခောက်ပြင်းလဲခောက်လိုက်မှာပဲခောက်တဲ့ပွဲလည်းရှိပါတယ်ဘာလို့လဲဆိုတော့ပို့ပြီးတော့ pragmatic ကြကြချင်းကပ်ဖို့အတွက်လိုအပ်လို့အဲ့တော့အမ်ဒီအနေထားတွေအများကြီးရှိနေတဲ့အသင်းဖြစ်တယ်ဆက်စကိုကြိုက်တဲ့ကစားခွင့်ယူနိုက်တက်မှာလုံးဝရှိမနေဘူးပြီးတော့ဘောလုံးကင်တဲ့အနေထားပေါ့နော်ကင်ခွင့်ရတဲ့အနေထားမှာကယူနိုက်တက်မှာမင်းသားဒီလှုပ်ခွင့်ပေးထားခံရတယ်ကောင်းလဲကောင်းပါဒါပေမဲ့အခက်အခဲများများပေးခံတာအမ်ဘိုမူရိုပရိုဖိုင်ဒက်စ်တို့ ရှက်ကူဆိုတာကဘာမှမဟုတ်ဘူးပေါ့နော်အဲ့တော့ तू သူ့ကိုဟုတ်ဖို့အတွက်အချိန်ပေးတဲ့အချိန်ကြီးရောက်လာလိုက်မယ်ဒါပေမဲ့လောလောဆယ်မှာအဲ့ဒါမျိုးမရှိဘူးကျွန်တော်ကထဲသွင်းစဉ်းစားကြာ contest တွေအများကြီးအများကြီးရှိနေတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ပြဖြစ်လို့မရဘူး Florian Verse ဆိုရင်လည်းအတူတူပဲအဲ့တော့တကယ်တမ်းကြာတော့ Florian Verse ကရှက်ကူထက်ဒီ input ဟို output ပို့ထုတ်ပေးရလို့ပြောလို့ရသူ့မှာ gain ကနေတော့မရှိဘူးဒါပေမဲ့ Premier League ရဲ့ chance creation အများဆုံးကစားသမားတွေတယောက်ပြီးတော့ तू လုတ်ပေးနေရအများကြီးရှိတယ် Liverpool ရဲ့ဒီကစားဟန်ကို သူကူညီပေးနေရအများကြီးရှိတယ်။ war rate ပိုင်းဆိုင်ရာအကူအညီလည်းအများကြီးရှိတယ်။မှန်တယ်ခြေစွမ်းကမှန်လာသလောက်မဖြစ်လာဘူး။ဒါပေမဲ့မှန်ထားသလောက်မဖြစ်လာတာကဘာပြတ်သွားတာမဟုတ်ဘူး။ဟိုးအောက်ကျန်းကန်နေရမဟုတ်ဘူး။ तू ဟာအလေအလတ်လမ်းစင်မှာရှိရလို့ကျွန်တော်တို့ပြောလို့ရတယ်။အရင်ကြီးညံ့နေရမဟုတ်ဘူး။သူ့ပွဲတွေကိုကြည့်ရင်သိတယ်။အဲ့တော့ဒီ football လို့ application မှာကြည့်လိုက်တော့ तू 0ကိုပြနေမှာပေါ့လေ။ဒါပေမဲ့အဲ့ဒါမဟုတ်ဘူး။တကယ်ဘလုံးပွဲကြည့်ချင်းဆိုတာအဲ့ဒါမှမဟုတ်တာ။အဲ့တော့ဘန်ဒီ Florian Vas အနေနဲ့ तू ဂျာမနီတင်းမှာ तू ဘယ်လိုလုပ်ပြနေလဲကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်။ ဒါ Florian Verse ရဲ့အနေထားဖြစ်တယ်။အဲ့တော့ Vitor Jokeres တို့ရင်လည်းတူတူပဲ။ Vitor Jokeres ဟာလည်းဂိုးမသွင်းတဲ့ပွဲရှိတယ်။ဒီဂျာဒီဆက်စားခြင်းတော့ဆိုသပင်တတ်တင်နေတာပနခောက်ဆိုတာမျိုးပေါ့နော်။အဲ့အဲ့ဒါအဲ့ဒါကဒါပြားကြီးတယ်ဒီအတင်းကြီးတွေမှာဆိုဒါဒီပြားကြီးရဲ့ရင်ဆိုင်မှာပဲ။မှန်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာသူသူလုတ်ပေးနေတဲ့အရာအများကြီး off the ball movement တွေ hold up play တွေသူကြောင့်ဖြစ်သွားတဲ့ attacking setup ဆိုင်ရာနေရာယူမှုဆိုင်ရာအပြောင်းအလဲတွေကြောင့် Arsenal ရဲ့တခြားသောကစားသမားတွေအတွက်အကျိုးရှိလာမှုတွေ အများကြီးပဲဒါတွေက contest တွေကျွန်တော်တို့ကထဲသွင်းစဉ်းစားခြင်းစဉ်းစားတယ်လို့ပြီးတော့ level alive ပေါ့နော်ဥပမာ editor လို့နီးပြ level အဲ့လို level ကစဉ်းစားမယ်ဆိုသူ့မှာထဲသွင်းစဉ်းစားခြင်း contest တွေအများကြီးပဲဘာလို့ video your crush ဟာအသုံးဝင်နေရလဲဆိုတော့ तू ပြောပြလိုက်မယ်တစ်ရက်လုံးလောက်ကြာရင်ကြာသွားနိုင်တယ် तू ပြောပြလို့ရတယ်အဲ့လိုပဲဒါကိုကြည့်တဲ့ level ပေါ်မှာမူတည်ပြီးတော့ contest တွေရရှိနေတယ်ဒါပေမဲ့အဲ့ contest တွေအကုန်လုံးကိုလုံးဝ zero လောက်ပြလိုက်ပြီးတော့ အယဉ်ညံ့နေပါတယ်ဆိုပြီးတော့ပြောချင်တာတော့ဓမ္မဒိဋ္ဌိမကြဘူးလို့ကျွန်တော်သတ်မှတ်ရလိမ့်မယ်အဲ့တော့ video correction နဲ့ပတ်သက်ရင်လည်းကျွန်တော် player analysis ပြောခဲ့ဘူးလေဒီကစားသမားဟာဒီနောက်ဆုံးရာသီကိုကြည့်မယ်ဆိုရင်သူထိပ်သီးအသင်းနေတွေ့တဲ့အချိန်မှာ top 4ပေါ့နော် top 5ပေါ့ sporting ကိုဖယ်လိုက်ရင်နောက်ထပ်၄သင်းကျန်တယ်အဲ့တော့စုစုပေါင်းတော်လိုင်း၈ပွဲရှိတယ်အဲ့၈ပွဲမှာသူ၂ခုပဲသွင်းထားတယ်အောက်အသင်းနေနဲ့ အောက်ဆုံးစရာကျန်ကပ်၄သင်းနဲ့ရင်ဆိုင်ကစားတဲ့ဘက်မှာ18ကိုသွင်းခဲ့တယ်စုစုပေါင်း43တသမာ600ခန်းလုံးရှိတယ်သူကိုသွင်းထားတဲ့နှုံးရဲ့အခုကျွန်တော်တို့8 data sample ဒါအကျန်းပြင်မှာအရန်ကို basic ကြလုံးနဲ့အခြေခံသင်္ချာအရထွက်လာတဲ့အရာလေးပေါ့နော်အခု premier league နဲ့တခြားသောပွဲတွေကိုကြည့်ကြည့်လိုက် federal geography အသင်းကြီးတွေနဲ့ပွဲတွေမှာ percentage အများကြီးမလုပ်ပြနိုင်ဘူးအသင်းငယ်တွေနဲ့ပွဲမှာအများကြီးလုပ်ပြနိုင်တယ်အဲ့တော့တစ်ချိန်တည်းမှာ arsenal ကအဲ့ဒါကိုပဲလိုချင်တာလည်းဖြစ်နိုင်တယ်ကျွန်တော်တို့က ကျွန်တော်တို့အမြင်ပေါ့ဒါလိလာတဲ့လူတယောက်အမြင်အာဆင်နယ်အသင်းဘက်ကအမြင်ရှိတယ်အာဆင်နယ်အသင်းကအဲ့ဒါကိုလိုချင်အဲ့ဒါပဲလိုချင်တာဖြစ်နိုင်တယ်ပြီးတော့ဥမာရှက်ရှ်ကိုရော AKDK ရောသူခေါ်လို့ရတယ်ဒါပေမဲ့ तू ကဒီလက်ရှိယာတီအောင်အောင်မြင်တင့်နေပြီဆိုတဲ့ယာတီကိုရောက်နေအဲ့ရတော့အသက်ရရပို့ပြီးတော့တည်ငြိမ်ပြီးတော့အကောင်းဆုံး peak ကိုရောက်နေတဲ့ကစားသမားကိုခေါ်ခြင်းဖြစ်တယ်အဲ့လိုမျိုးကျွန်တော်ကခြေရာကောက်လို့ရတယ်အဲ့ဒါလေးက contest ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ contest free contamination လောက်ခြင်းကအမသိတော့ဘူးလို့ယူဆတယ်ဒါပေမဲ့ဒါတွေကတော့ရှိနေမှာပဲဘာလို့လဲဆိုတော့ ကျိုးစီးပွားတယ်ပေါ့နော် like ရခြင်းပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အနည်းဆုံးတော့ပတ်စံမရရင်တော့ဒိုပါမင်းနေရတယ်နော် like တွေအများကြီးလောက်ကပြောစရာကြီးပေါ့လေအဲ့လိုအနေအထားမျိုးတွေရှိတယ်အဲ့တော့ဒီလိုမျိုးရှိနေတဲ့အထက်မှာပဲကျွန်တော်တို့ဟာနည်းနည်းလေး post လုပ်ပြီးတော့ဒါစဉ်းစားကြည့်တင်တယ်ပေါ့အဲ့တော့ဥပမာ liverpool မှာ liverpool ပြည်သက်တဲ့ florian vas ကိုဘလို့ပြောနေကြတယ်ကျွန်တော်တခြားမသိဘူးဒါပေမဲ့ shash ko ကို manchester united ပြည်သက်တယ်ဆိုတာတော်တော်ပြောလာကြတာကိုတွေ့ရတယ်နှစ်ကိုယ်သွင်းတော့ဘာမှမကြသေးဘူးနော်နှစ်ပွဲဆက်နှစ်ကိုယ်နှစ်ပွဲဆက်ကိုယ်သွင်းတော့ဘာမှမကြသေးဘူးအရင်ကြီးပဲကောင်းလာလို့မလို့ အခုဒါနှစ်ပွဲကိုးပြတ်မသွင်းတော့လေတမျိုးပဲအဲ့တော့ဒါကအဲ့လိုပဲ fan base အများကြီးကြီးတဲ့ club တင်ပါအဲ့လိုမျိုး Wagner တက်သွားလဲ Wagner ဆင်းသွားလဲ Wagner တက်သွားလဲ Wagner ဆင်းသွားလိုက်ဆိုတာမျိုးအများကြီးတွေ့ရတယ်အတိတ်မှာလည်းတွေ့ရပြီးပြီအဲ့ဒါကြောင့်ဒုက္ခရောက်သွားတဲ့လူတွေလည်းအများကြီးရှိတယ်မကွာရလို့လို့တင်းတက်ခံနိုင်တဲ့လူတွေကတော့ဒါအခုချိန်ထိတော့အမ်အနေထားတစ်ခုမှာရှိနေစေပါဒါတောင်တန်းကိုတော်တော်လေးခံခဲ့ရတယ်ဘာမှမဆိုင်နဲ့ contest နဲ့မဆိုင်မနဲ့မချစံရတဲ့ဂူပရနဲ့မကွာရဆဲ အဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့တော့အခုအချိန်နေဆိုရင်ထားပါတော့ပြစ်လာနိုင်တာကဒါတွေကဂိုမသွန်းနိုင်ရှုံးသွားပြီ search ကိုဂိုမသွန်းနိုင်လို့ search ကိုပြောအဲ့လိုပုံစံမျိုးဒါတွေက pattern တွေအများတန်းဟိုပြန်ပြောပြလို့ရရဘာလို့လဲဆိုတော့ဘောလုံးလောကမှာအချိန်မမတ်စွာဖြစ်ခဲ့ပြီးတာဖြစ်နေပေါ့ပေါ့နော်ဒါပေမဲ့အဲ့ contest free contamination ကကြောင်ကြုံမစီလျော်ဘူးလို့ကျွန်တော်ကတော့ယူဆမိပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုကနေတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ပါမယ်ခင်ဗျာ